ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နေမုံနိုင်ကြောင့်ကမ္ဘာနိုင်ငံအချို့မှာဆက်သွယ်ရေးစနစ်တွေပြတ်တောက်ခဲ့ရတဲ့ဆိုတဲ့သတင်းမှာ မေလ14ရက်နေ့ American စံတော်ချိန်မနက်4:25မိနစ်မှာနေမရှိတဲ့ AR4087 လို့အမည်ပေးထားတဲ့နေရာတစ်ခုကနေပြင်းအဆင့် X နဲ့သတ္တမခွန်ဆင်ရှိတဲ့မီးတောင်ပောက်ကွဲမှုကြောင့်လျှပ်စစ်ဓာတ်ဆောင်အမှုံတွေနဲ့ပလတ်စမာတွေကပါစီကိုအရှိန်ပြင်းစွာလွင့်ထွက်လာပြီးနိုင်ငံချို့မှာတအားပြတ်တောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဥရောပအာရှနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာတော့ရေဒီယိုအချက်ပြစနစ်တွေကိုပါထိခိုက်စေခဲ့ပါတယ်။အရှေ့အလယ်ပိုင်းတစ်ချောင်းမှာတော့ရေဒီယိုအချက်ပြမှုစနစ်တွေဟာနာရီတော်ကြာပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး နိုင်ငံအချို့မှာတော့လုံးဝပြတ်တောက်သွားတဲ့အထိဖြစ်ပေါ်စေခဲ့တာပါ။နေမုံနိုင်နေရဲ့စွမ်းအားကို A B C M နဲ့ X စတဲ့အဆင့်90အထိသတ်မှတ်ထားပြီး အခုဖြစ်ပေါ်ခဲ့တဲ့နေမုံနိုင်ကတော့စွမ်းအားအပြင်းဆုံးဖြစ်တဲ့ X အဆင့်ထဲမှာရှိနေခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ဒါဟာအစပိုင်းထိခိုက်မှုဖြစ်ခဲ့တာဖြစ်ပြီးလာမယ့်နေ့တွေမှာဘာရီဆက်ဖြစ်လာစေမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။နေမုံတိုင်းတွေကြောင့်အာဂါသအေဂျင်စီတွေနဲ့လျှက်စစ်ကုမ္ပဏီတွေစက်သွေးရေးကုမ္ပဏီတွေအနေနဲ့နောက်ထပ်ဖြစ်လာနိုင်တဲ့နေမုံတိုင်းတွေကိုအထူးသတိထားပြီးကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်းပညာရှင်တွေကသတိပေးထားပါတယ်။နေမုံတိုင်းတွေကြောင့် ဂျိုးတို့တွေပျက်စီးနိုင်သလို GPS စနစ်တွေအနှောင့်အယှက်ဖြစ်တာလေဆစ်တာအလိုင်းတွေပျက်စီးတာတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်ရှင်။ကျမနည်းနည်းပါ